ပတိတပတ်ပဲစိတ်ရမယ်ဒါပေမဲ့ကုသိုလ်တွေကတော့အများကြီးရသွားမယ်ပတိဘယ်လိုစိတ်ကြမလဲတပါးမိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေဘေးအန္တရာယ်တွေကင်းကြပါစေအေးချမ်းကြပါစေသားတွေတမီးတွေညီတွေညီမတွေအတွက်ပတိစိတ်လို့ရှိရင်စိတ်လွင့်ပြန့်နေတဲ့တပါးမိတ်ဆွေတွေအတွက် ပြီးတော့ပဒီစိတ်ဖို့အချိန်မပေးနိုင်ဘူးပဒီလည်းစိတ်ချင်တယ်အဲ့လိုလူမျိုးတွေအတွက်ပဒီကိုတပတ်ပဲစိတ်မယ်ဒါပေမဲ့ကုသိုလ်တွေအများကြီးဖြစ်အောင်စိတ်မယ်ဘယ်လိုစိတ်ကြမလဲဆိုတော့ပုံစံလေးကိုကျွန်တော်အခုပြောပြမှာဖြစ်ပါတယ်စိတ်ရမယ်ပဒီကဂုံတော်၉ပါဣတိပိတောဘဂဝါအရဟံတမ္မာတံဗုဒ္ဓော ဝိဇ္ဇာသရဏတမ္မနောသူကတောလောကဝိတု အနုတ္တရောပုရိတဓမ္မတာရထိတတ္ထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါအဲ့ဒီမှာဂိယုဆိုင်ရမယ်အမှတ်တမဲ့ဖြစ်တတ်တဲ့စကလုံးလေးဟာသူကတော်မဟုတ်သူကတော်ခငယ်ပါနော်ကကြီးမဟုတ်ဘူးပြီးတော့အနုတ္တရောပုရိတဓမ္မတာရထိထဆင်နုအတန်နော်တတ္ထာဒေဝမနုဿာနံထဆင်နုအတန်ပဲနော်အဲ့ဒါလေးဂိယုဆိုင်ရပါမယ်အဲ့တော့ကျွန်တော်တို့ကပရိစိတ်တဲ့ခါမှာဘလို့အာယုံပြုတ်ပြီးတော့ စိတ်ကြမလဲဆိုတော့ကိုကရွတ်ဆိုပူဇော်ပြီးစိတ်နေမှာကဣတိပိတော်ဘုရားအရဟံတမ္မတံဗုဒ္ဓတော်ဒါဝဲเนาะကိုတော့ကိုဝါ့ကိုပဲစိတ်ရွတ်ဆိုပူဇော်ပြီးစိတ်နေမှာအဲ့မှာပထမအုံးဆုံးတလုံးစစိတ်လိုက်ပြီးအဲ့ချိန်မှာအာယုံပြုတ်သွားမှာအရဟံကုံတော်အဲ့တော့ကျွန်တော်တို့ကဂုံတော်တပါးချင်းကိုအာယုံပြုတ်သွားမယ်ပဋိစိတ်ရင်းနဲ့เนาะ ပထမဆုံးအရဟံဂုံတော်မှာဆိုလို့ရှိရင်အရဟံအရဟံအရဟံဆိုပြီးတော့သုံးမျိုးရှိတဲ့ထဲမှာအာယုံပြုရလွယ်အောင်အရဟံဂုံတော်ကိုပဲအာယုံပြုကြည့်ပါအောင်เนาะအရဟံလူနတ်ပြမတတ္တဝါပေါင်းလို့ပြူဇော်ထုကိုခိုင်ယူတော်မူတိုက်ပြီးတော့မြတ်စွာဘုရားဆိုတာအရဟံကြတော့စိတ်괴ရရ၌ပြီးမကောင်းမှုကိုပြုလို့တော်မမူသောမြတ်စွာဘုရားအရဟံကိလေသာကြီးအထောက်ပံ့ပေါ့เนาะကိလေသာညစ်ကြေးတွေအားလုံးကိုကုန်စင်အောင်ပယ်တတ်ပြီးတဲ့မြတ်စွာဘုရားပေါ့เนาะ ဒါကျွန်တော်ဒီမှာကြည်နေတဲ့ထဲမှာနားမလဲတဲ့ခလေးတွေပါလာမှာဆိုလို့ကုသကုသစိတ်ဖြစ်အောင်ကျွန်တော်ရိုးရိုးရှင်းရှင်းလွယ်လွယ်ကူကူလေးပဲပြောပြသွားပါမယ်เนาะဒါစာတတ်ပေတတ်ပုံကူနဲ့မဆိုင်ပါဘူးเนาะဒီဒီပတိစိတ်နီးလေးရပတိစိတ်နီးရတော့ဆိုင်တယ်ဒါပေမဲ့အတိတ်ပဲရှင်းပြချက်တွေရတော့မဆိုင်ဘူးပေါ့เนาะခလေးတွေနားလည်အောင်ကျွန်တော်လွယ်လွယ်လေးပဲပြောပြသွားမှာပေါ့เนาะဟုတ်ပြီအဲ့တော့ခုနအရဟံအရဟံအရဟံသုံးခုစလုံးအာယုံမပြုတ်နိုင်အောင်မှာ အရဟံဂုံတော်ဘဲအာရုံပြုပါအဲ့တော့ ETP တော်ဘဂဝါအရဟံတမ္မာတမ္ပုတ်တော်ဝိဇ္ဇာသနတမ္မနောသူကတော်လောကဝိတုအဲ့ချိန်မှာလူနဲ့ပြမှာတတဝအပေါင်းတို့ဤပူဇော်ထုကိုခံယူတော်မူတိုက်ပြီးတော့မြတ်စွာဘုရားဆိုတော့ကိုယ့်ရဲ့အတွေ့အခေါင်းထဲရဲ့အတွေ့အအဲ့ဒါကိုတွားနိုင်မယ်ပေါ့နော်အဲ့တော့ကိုကြည်ညိုတဲ့မြတ်စွာဘုရားရှင်ရုပ်ပွားတော်ဤဝဲတဆူဆူကိုပုံဖော်တာဖြစ်ဖြစ် ို့မဟုတ်ကောင်းကင်မှာတည်နေမဲ့မြတ်စွာဘုရားရှင်ရုပ်ပွားတော်ဘဝပုံဖော်တာဖြစ်ဖြစ်ကိုယ်စိတ်တွေကအဲ့ဒါကိုမှန်းပြီးတော့ကြည်ညိုနေမှာပေါ့နော်အရဟံဂုံတော်ကိုအာယုံပြုပြီးတော့ဟုတ်ပြီအရဟံဂုံတော်ကိုအာယုံပြုလို့နောက်အခုတစ်ခေါက်တစ်လုံးစိတ်ပြီးပါပြီနောက်တစ်လုံးစိတ်တဲ့အချိန်မှာအာယုံကတိတ်ပြီးတော့မမိသေးဘူးဆိုအရဟံဂုံတော်ပဲအာယုံပြုပါပါလို့တယ်ဆိုတော့ကျွန်တော်တို့ကပဒီလုံ၁၈လုံစိတ်ရအောင်မှာအာယုံပြုတ်ရမယ်ဂုံတော်ကဂုံတော်၉ပါးပဲရှိတာပေါ့အဲ့တော့ကျွန်တော်တို့ကအချိန်ရတယ်ပေါ့နော်ပြောချင်တာအချိန်ရတယ်အဲ့တော့ အရဟံဂုံတော်ပြီးလို့ရှိရင်အရဟံဂုံတော်အခုတလုံးစိတ်တယ်မတီသေးဘူးအာယုံဖော်လို့မရအောင်ဆိုနောက်ထပ်တလုံးမှာအရဟံမဖော်ဘူးနော်အရဟံမဖော်ဘူးအရဟံအရဟံအရဟံသုံးခုစလုံးကိုအတိတ်ပဲဖော်နိုင်တဲ့သူတွေကြောက်လဲပိုကောင်းတာပေါ့နော်ဟုတ်ပြီအရဟံပြီးသွားပြီတမ္မာတမ္ပုတ်တော်မြတ်စွာဘုရားရဲ့ဥကောင်းတော်နေရာကိုအာယုံပြုပြီးတော့မြတ်စွာဘုရားမှာတပ်ပြီမြူတာရွှေဉဏ်ဆိုတာရှိတယ်လေနော် တစ္ဆာလေးပါးတရားကိုဆရာမရှိဘဲနဲ့ကိုမိမိရဲ့ဉာဏ်နဲ့ထိုးသွင်းပြီးသိမြင်တဲ့ဉာဏ်ဆိုတာနဲတာမဟုတ်လေနော်တစ္ဆာလေးပါးတရားဆိုတာကြီးကျွန်တော်တို့အခုအထင်ရှားရှိနေတာတော့မှကျွန်တော်တို့တွေလူသားတွေကအကုန်လုံးတိုင်ပတ်နေကြတော့မယ်လေအဲ့တော့မြတ်စွာဘုရားကြာတော့အဲ့လိုမဟုတ်ဘူးကိုယ်ပိုင်ဉာဏ်နဲ့ဆရာမရှိဘဲထိုးသွင်းသိမြင်တဲ့ဉာဏ်ဆိုတာအဲ့ဉာဏ်ကြီးကိုဩမြတ်စွာဘုရားရဲ့ရွှေဉာဏ်တော်ကြီးကအမတန်မှအံဩလောက်ပါလားဆိုပြီးတော့နားမလဲတဲ့ကလေးတွေကတစ္ဆာလေးပါးတွေပဲခဏထားလိုက်အောင်နိဗ္ဗာန်ရောက်ကြောင်းတရား နိဗ္ဗာန်ဆိုတာတော့သိကြရတယ်เนาะနိဗ္ဗာန်ရောက်ကြောင်းတရားကိုကိုယ့်ရဲ့ကိုယ်ပိုင်ဉာဏ်နဲ့ထိုးထွင်းသိမြင်တဲ့မြတ်စွာဘုရားရှင်ကိုလိုမျက်ကြည့်ပါလားမြတ်စွာဘုရားရှင်ကိုလိုမျက်ကြည့်တပ်ပြီးညူတာရွှေဉာဏ်ကြီးอ่ะကြည်ညိုဖို့ကောင်းလာပါလားဆိုပြီးတော့အဲ့လိုမျိုးနဲ့ရုပ်စုပူဇော်ပြီးအာယုံပြုမယ်ကိုယ့်ရဲ့အတွေးအာယုံကအဲ့ဘက်ကိုသွားနေမှာเนาะပဒီယာဒီယာနေပဲပုံမှန်ပဲစိတ်နေမယ်အတွေ့ရကြတော့ဟိုမှာတွေးနေမှာအဲ့တော့ဘာဖြစ်မလဲဆိုတော့မလိုလားအပ်တဲ့စိတ်ပြန့်လွင့်မှုကမဖြစ်တော့ဘူးပေါ့နော် စိတ်ပြန့်လွန်မှုတွေရန်နေသွားမယ်အဲ့လိုနေသွားခြင်းအပြင်ဘာဖြစ်လာမလဲဆိုတော့တမာတိဖြစ်လာမယ်အဲ့တော့တိတ်တိမဟိတိလိုင်းဟောပဲဖြစ်ဖြစ်သို့မဟုတ်တမာတိဖြစ်ပြီးတော့အဲ့လိုမျိုးအကြမ်းမြင်ရခြင်းတဲ့သူပဲဖြစ်ဖြစ်အဲ့လိုမျိုးအာယုံပြပြီးစိတ်လို့ရှိရင်သူကမြင်မြန်ဆန်ဆန်လေးနဲ့ခီးရောက်မှာပေါ့ဝိဇ္ဇာသရဏတမန်တော်ဝိဇ္ဇာသရဏတမန်တော်မှာကြတော့ညံနုသုံးပါညံနု၈ပါသရဏ၁၅ပါဆိုတာပါလာပြီအဲ့တော့ကျွန်တော်တို့ကညံနုသုံးပါညံနု၈ပါဆိုတာမှာ ညာနူး၃ပါးဝယ်အရင်ယူလိုက်အောင်ကျန်တာတွေခဏထားလိုက်အောင်စရဏ၁၅ပါးအထိသွားပြီးတော့အာယုံမပြုတ်လိုက်နိုင်အောင်နောက်ကျရင်တော့ပြုတ်မှာပေါ့နော်စရဏ၁၅ပါးမှာကြာတော့ထပါတော့ဟိုနောက်ဆုံးမှာဆိုလို့ရှိရင်ဒါပထမဇန်ဒုတိယဇန်တတိယဇန်ဒီလိုမျိုးတွေပါလာတဲ့ခါကြတော့လေနားမလည်တဲ့ကလေးတွေဒီထဲမှာပါလာလို့ရှိရင်အတွေးတွေကရှုပ်ကုန်မယ်လေနော်ဒီဇန်တွေကဘာလဲဆိုတာမသိလို့ရှိရင်ဒီတရားဓမ္မကိုနာကြားထားခြင်းမရှိတဲ့စာပေလေ့လာခြင်းအားနည်းနေလို့ရှိရင်ဒါတွေမသိမှာဆိုလို့ကျွန်တော်က ိတ်နားမလဲတဲ့ခလေးတွေကုသိုလ်စိတ်ဖြစ်အောင်လှုပ်ချင်လောက်ကျွန်တော်နှိုးစော်တဲ့ဒီဗီဒီယိုလေးကအဲ့လိုဗီဒီယိုမျိုးလေးပေါ့နော်အဲ့တော့ခလေးတွေကသားတွေတမီးတွေညီတွေညီမတွေကဘာကိုအာရုံပြုရမလဲဆိုတော့ဝိဇ္ဇာ၃ပါးမှာပုဋ္ဌိအားဆိုတာရှိတယ်ဝိဇ္ဇာ၃ပါးမှာပုပ်ပေနိဝါတဉဏ်ဒိဗ္ဗစကုဉဏ်အာတဝခေယဉဏ်ဆိုတာပုပ်ပေနိဝါတဉဏ်ဆိုတာမြတ်စွာဘုရားအခုဖျားဖြစ်တဲ့ဘဝကနေစပြီးတော့ ဟိုးသူဖြစ်ခဲ့တဲ့ဘဝအစဉ်လိုက်ကိုပြန်ပြီးတော့မြင်နိုင်တဲ့ဉာဏ်ပေါ့နော်အစဉ်လိုက်ကိုပြန်မြင်ရတာအခုဖះဖြစ်တဲ့ဘဝကဥမာထားပါတော့လေးတင်ချင်တဲ့ကဘာတသိမ်းမှာဖះဖြစ်ပြီးတော့ဒီဘဝဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဘဝရဲ့နောက်ကနေပြီးဟိုးအစဉ်တိုင်းအစဉ်တိုင်းကိုသူပြန်မြင်နိုင်တယ်ပေါ့နော်ဟုတ်ပြီဒါအတူချုပ်လေးပဲသွားလိုက်မယ်နော်အဲ့ဒါကပုပ်ပေနိဝါဒဉာဏ်ပုပုတိအားလူတွေကြားဘူးကြတယ်နော်ပုဒိယဒိဗ္ဗစကုဒိဗ္ဗစကုဆိုတာနတ်တို့ဤမျက်စိကဲ့သို့သူက အတားဆီးပိတ်ပင်မရှိမြင်နိုင်တဲ့ဉာဏ်နဲ့မြင်နိုင်တဲ့ဉာဏ်ဆိုတော့တကယ်လည်းမျက်စိကမြင်ရတယ်ပေါ့နော်ဉာဏ်မျက်လုံးနဲ့တခုတော့ရှိတာပေါ့နော်စက်ကြဝလာတတိုင်းဘက်ကိုတွားကြည့်မယ်ဆိုလို့ရှိရင်လူဟာတော့လူပုဂ္ဂိုလ်ကတော့ရောက်သွားတာမဟုတ်ဘူးပေါ့ဒါပေမဲ့ဒီကဒိဗ္ဗစကုဉာဏ်နဲ့လှမ်းပြီးတော့ကြည့်လိုက်တဲ့အခါမှာအတားဆီးပိတ်ပင်မရှိမြင်ရတယ်ပေါ့နော်ဒိဗ္ဗစကုဉာဏ်အဲ့တော့အဲ့ဒါဒီအာကြတော့အာတဝဲခရဉာဏ်ဒီအတ္တဝတ္တရားရဲ့အကုံအကုံကြောင်း၄ပါးဆိုတာဒီအတ္တဝတ္တရား၄ပါးရှိတယ်လေနော်အဲ့ဒါ အဲ့ဒါခဏထားလိုက်အောင်အဲ့ဒါကိုအလွယ်တကူနဲ့ဆိုလို့ရှိရင်နိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုသိမြင်နိုင်တဲ့ဉာဏ်เนาะအာသွဲခဲ့ဉာဏ်အဲ့တော့ကျွန်တော်တို့မက်ဖို့ဉာဏ်ပေါ့နော်အဲ့ဉာဏ်ရှိတဲ့မြတ်စွာဘုရားပေါ့အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြကြည်ရဲ့ပုတိအာဂုံတော်ကြီးဒါဉာဏ်တော်တွေကိုကိုကမှန်းပြီးတော့မြတ်စွာဘုရားအဲ့လိုမျိုးဖုန်တော်ကိုရှိတယ်အဲ့လိုမျိုးဆွမ်းဆောင်မှုတွေရှိတယ်ဆိုတဲ့ဟာပုရိအာဂုံတော်တွေနဲ့ပြည့်စုံတဲ့မြတ်စွာဘုရားဆိုပြီးတော့အဲ့လိုမျိုး ပူဇော်ဖို့နော်အဲ့ဒါကဝိဇာသရဏတမန်တော့နော်ဒါအတူချုပ်လေးပေါ့ညံနု၈ပါးသရဏ၁၅ပါးတွေအဲ့ဒါတွေကိုမသွားနိုင်အောင်နော်ဒီလောလောဆယ်ကိုစိတ်ထဲမှာတမာတိဖြစ်အောင်ကုသိုလ်ဖြစ်အောင်အလွယ်လေးသွားတဲ့ပုံစံပေါ့နော်အဲ့ဒါလေးကိုပဲကျွန်တော်ပြောပြတာပါသူကတော်ဟုတ်မှန်တော့စကားကောင်းကသာဆိုတော်မူတတ်ပြီးတော့မြတ်စွာဘုရားဆိုတော့အဲ့ချိန်မှာပရိစိတ်နေချိန်မှာမြတ်စွာဘုရားနှုတ်ကနေပြီးတော့ဟုတ်မှန်တဲ့စကားတွေကိုတရား ပြည့်တက်တွေကိုပေါ့နော်တာဝကတွေကိုခုနှစ်သားသမီးတွေကိုဟောပြောညွှန်ပြနေတဲ့ပုံစံမျိုးမျက်စိနဲ့မြင်ကြည့်ပေါ့နော်အဲ့နည်းယူပဲကိုနဲ့လည်းနှိုင်းရှင်ပေါ့ငါရဲ့နှုတ်ကရောဟုတ်မှန်တဲ့စကားတွေပြောလာအဲကျွန်တော်ဆိုလို့ရှိရင်တော့ဝစီကံတိလ၄ပါးကိုစောင့်ထင်းတဲ့အတွက်ကြောင့်မလို့ဒါမှမဟုတ်နီးစက်တယ်ပေါ့နော်အဲ့တော့ဟုတ်မှန်တဲ့စကားကောင်းသူကဟုတ်တော့ဟုတ်မှန်ပဲဒါမဲ့ဒုတို့ဥပေါကြီးအဲ့လိုမျိုးလူများနားမခံတာအောင်ပြောတာမဟုတ်ဘူးဟုတ်မှန်သောစကားကောင်းကိုဒါဟုတ်လဲဟုတ်မှန်ပဲစကားကလည်းအဆင်ပြေရမယ်ပေါ့နော်အဲ့လိုမျိုးပေါ့ အဲ့တော့အဲ့ဒါသူကတော်ကားငယ်နော်ကျွန်တော်ပြောတဲ့အတိုင်းကာကြီးမဟုတ်သူကတော်မဟုတ်သူကတော် လောကဝိတုလောကီအကြောင်းအရာတို့ကိုကိုယ်စင်အောင်သိမြင်တော်မူသောမြတ်စွာဘုရားဆိုတာလောကမှာလောက၃ပါးရှိတယ်တတ္တလောကဩဃာတလောကသင်္ခါရလောကဒီလောက၃ပါးရှိတယ်အဲ့ဒါတွေကိုခဏထားလိုက်အောင်အဲ့တော့ကို့ဒီလောကအကြောင်းပဲဒီလောကမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေအကုန်လုံးမြတ်စွာဘုရားမသိတာတခုမှမရှိဘူး ြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ဒီဟောကြားခဲ့တဲ့သုတ်တန်တစ်ခုမှဆိုလို့ရှိရင်မြတ်စွာဘုရားယဟန်တော်တွေကိုမေးတယ်ရွက်တွေအများကြီးကျွေနေတဲ့အချိန်မှာသူ့ရဲ့လက်ဝါးတွေကိုရွက်လေးကောက်လိုက်ပြီးတော့သူ့လက်ဝါးလေးထဲမှာဒီတိရွက်လေးကိုတင်ပြပြီးတော့ယဟန်တို့တဲ့ငါလက်ထဲမှာရှိတဲ့အခုဒီတိရွက်နဲ့တဲ့တောထဲမှာရှိတဲ့တိရွက်တွေနဲ့ဘယ်ဟာကပိုများလဲဆိုတော့ယဟန်နေရာဖြေတာပေါ့တောထဲမှာရှိတဲ့တပင်တိရွက်တွေကနှိုင်းစားလို့မရအောင်များပါတယ်ပေါ့အေးအဲ့လိုပဲတဲ့ငါအခု လောကရဲ့အကြောင်းငါသိတာတွေ啊တဲ့အဲ့တော့တဲ့သိရတယ်လို့ပဲပေါ့နော်အများကြီးသိတယ်တဲ့ငါသိတဲ့လောက်သာဒီလိုမပြောတာပဲရှိတာပေါ့နော်အခုသိတဲ့လောက်ကိုဒါထိုက်တဲ့လောက်လူတွေသိတဲ့သိကြိုက်တဲ့လောက်ကိုပဲဟောပြောပြတာနေတာပေါ့နော်အဲ့ဒါလေးကဒါတုတ်တန်တရားတွေမှာဒါရှိပါတယ်လောကရဲ့အကြောင်းကိုကိုယ်စင်အောင်သိမြင်တော်မူသောမြတ်စွာဘုရားဆိုတော့မြတ်စွာဘုရားမသိတာဘာမှမရှိဘူးတိပ္ပဝိဇ္ဇတိပ္ပံဝိဇ္ဇအကုန်သိတယ်နော်အခုမြတ်စွာဘုရား လွန်ခဲ့တဲ့နှစ်2500ကျော်လောက်ကတိခဲ့တဲ့ဟာတွေကိုခုတတိသိပ္ပံပညာရှင်တွေလိုက်မမီသေးဘူးလေအခုမှဟိုဟာလေးကမှန်တယ်ဖြစ်တုံဒီဟာလေးကမှန်တယ်ဖြစ်တုံလေးနော်အနုဒရောပုရိတာဓမ္မတာရတိအဲ့တော့ဆုံးမတိုက်တော်ပုံကိုယ်တို့ကိုတဲ့ယဉ်ကျေးလေမအောင်ပြဲ့ပြင်ဆုံးမရ၌အတုမရှိဖြစ်တော်မူသောမြတ်စွာဘုရားဆိုအဲ့တော့လူစိုးလူမိုက်တွေကိုဘယ်သူမှဆုံးမလို့မရတဲ့သူတွေကိုမြတ်စွာဘုရားဆုံးမလို့ရှိရင်ဒါသူတို့တွေကလိမ်မာကြတယ်ပေါ့နော်ချို့ဆိုကြွတန်းဝင်ကြတယ် ြတ်စွာဘုရားကတတဝါတွေကိုဆုံးမတဲ့နေရာမှာအတုမရှိတော်မူတဲ့မြတ်စွာဘုရားဆိုတာမြတ်စွာဘုရားတော့ဘယ်သူမှမဆုံးမနိုင်ဘူးပေါ့နော်အဲ့ဒါလေးကိုအာရုံပြုပါတတ္ထာဒီဝမနုဿာနံတတ္ထာဒီဝမနုဿာနံကြတော့လူနဲ့ပြမှာပုဂ္ဂိုလ်တတဝါအပေါင်းတို့ရဲ့ဆရာတစုဖြစ်မယ်အရဟံကြတော့လူနဲ့ပြမှာတတဝါအပေါင်းတို့ရဲ့ပူဇော်ထုကိုခံယူတော်မူတတ်ပြီတော့မြတ်စွာဘုရားဟောပူဇော်ထုဒါကြတော့ဆရာတစုဖြစ်မယ်မြတ်စွာဘုရားရဲ့ဆရာကြတဲ့သူလောကမှာဘယ်သူမှမရှိဘူး အဲ့လိုမျိုးပေါ့နော်အဲ့တော့လူနဲ့ပြမာတွေကတခါတည်းကောင်းငင်မှာတမလင်ခွေဖွဲ့ပြီးတော့တီးပြီးတော့စံတမာဘက်ဝင်စားနေတယ်မြတ်စွာဘုရားရှင်ပုံတော်ကိုအာယုံပြုပြီးတော့အောက်ကနေပြီးတော့လူတွေကရှခုနေကြမယ်လီထဲမှာနတ်တွေကရှက်ပြီးတော့မြတ်စွာဘုရားရှင်ကိုတော့မြတ်ကြီးကိုလှုပ်ချီမှုပြီးတော့ရှခုနေကြမယ်အဲ့လိုပုံစံမျိုးလေးပေါ့နော်ဆရာတစုဖြစ်တော်မူသောမြတ်စွာဘုရားဆိုပြီးတော့အဲ့လိုမျိုးလေးအာယုံပြုကြည့်ပါဒါတမာတိလည်းဖြစ်စေတယ်ជីညိုစိတ်လည်းဖြစ်စေတယ် ကျွန်တော်တို့ concept မိသွားလို့ရှိရင်ပေါ့နော်အင်္ဂလိပ်လိုတော့ synchronize ဖြစ်တယ်ခေါ်တာပေါ့နော်မြန်မာလိုဆိုဘယ်လိုပြောရမလဲတစ်ထက်သေးတစ်ထက်သေးကြာသွားလို့ရှိရင်ကိုကြည်ညိုတဲ့စိတ်ကိုပုံဖော်လိုက်တဲ့အရာကိုကြည်ညိုတဲ့စိတ်ကိုရဲ့တရားတရားဒါတွေကကြည်ညိုတဲ့တရားစိတ်ပေါ့နော်ဒါတွေကတစ်ထက်သေးကြာသွားလို့ရှိရင်စိတ်သိမ်းမွင့်ညင်းနေထားပြီးတော့တစ်ခါလေကြာလို့ရှိရင်ကျွန်တော်ဆိုမျက်ရည်တောင်လေတာပဲရှိပါတယ်အဲ့လိုမျိုးပေါ့နော်ကြည်ညိုလုံးအားကြီးလို့ပေါ့ တတ္ထာဒီဝမနုဿနံဗုဒ္ဓောဗုဒ္ဓောကကြတော့ခုနကငါအသက်ပြည့်ညွတ်ရွှေညံနဲ့ထိုးထွင်းသိမြင်ခဲ့တဲ့တစ္ဆာလေးပါတရားအဲ့ဒီတစ္ဆာလေးပါတရားကိုကိုကိုတိုင်းလဲထိုးထွင်းသိမြင်တယ်ပုဂ္ဂိုလ်တ attva တွေကိုလည်းပြန်ပြီးဟောပြနိုင်တယ်လူနဲ့ပြမာတွေကိုပြန်ပြီးဟောပြနိုင်တယ်။အဲခလေးတွေကြားဘူးကြလိမ့်မယ်။ပစ္စည်းကဗုဒ္ဓါဆိုတာရှိတယ်။ဖယငယ်လို့ခေါ်တာပေါ့နော်။ပစ္စည်းကဗုဒ္ဓါကြတော့နိဗ္ဗာန်ရောက်ကြောင်းတရားတစ္ဆာလေးပါတရားကိုသူကသိတယ်။သို့တော့ပြန်မဟောပြတတ်ဘူး။မြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူး။ ကိုကိုတိုင်လည်းထိုးထွင်းပြီးတည်တယ်ပြန်လဲဟောပြတတ်တယ်အဲ့လိုမျိုးပေါ့နော်ဒါကဘုဒ္ဓောကျွန်တော်ကြတော့ဘုဒ္ဓောဂုံတော်ကိုစိတ်ပင်မဲ့အဲ့မြတ်စွာဘုရားရဲ့ကိုးပါးသုံးဂုံတော်တွေကိုဘုဒ္ဓောဂုံတော်ထဲမှာကျွန်တော်အကုန်ဆွဲထည့်ပလိုက်တာပေါ့နော်အဲ့လိုအာယုံပြုလိုက်တာပေါ့ဘဂဝါဖုံးတော်6ပါးနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားဖုံးတော်6ပါးမှာအိတ်တာရိယဖုံးတော်ဓမ္မဖုံးတော်ယတ္တဖုံးတော်တိရိဖုံးတော် ကာမဖုံတော်ပရတ္တဖုံတော်ဆိုပြီးတော့ဖုံတော်6ပါးရှိတယ်။အဲ့ဒီဖုံတော်6ပါးမှာကျွန်တော်တို့လူသားတွေကြိုက်တဲ့ဖုံတော်ကတော့ယတ္တဖုံတော်နဲ့ကာမဖုံတော်ပေါ့နော်။ယတ္တဖုံတော်ကအချွေအနေပေါများပြီးတော့ဂုံတဲ့င်းပြန့်နှံ့ကြော်စုံးမှုအားကောင်းလွန်အားကြီးတာ။အဲ့ဒါယတ္တဖုံတော်ကာမဖုံတော်ကြတော့အလိုရှိတောင်းတတဲ့အချိန်မှာအလိုရှိလိုက်တဲ့တောင်းတလိုက်တဲ့အရာကတခဏချင်းမှပြည့်စုံတယ်တဲ့။ဆိုပြီးတော့အဲ့ဒါကာမဖုံတော်ပေါ့နော်။ အဲ့တော့ဖုံးတော်6ပါးကိုတခုချင်းအနဲ့တိတ်ပဲတီးပြီးတော့အဲ့လိုမျိုးပါဠိလိုလည်းတီးပြီးတော့အာယုံပြုတော်ခဏလေးထားလိုက်အောင်ဖုံးတော်ကိုကြည့်တဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မျက်ကြည့်ပါလားဆိုပြီးတော့အရန်ကိုဖုံးကြည့်တဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မျက်ကြည့်ဆိုပြီးတော့ကိုယ့်ရဲ့အာယုံမှာဒါတော့တယောက်နဲ့တယောက်ကကံအကျိုးပေးတွေမတူကြတဲ့အခါကျတော့ပါရမီတွေမတူကြတဲ့အခါကျတော့ကိုယ်အာယုံမှာပေါ်လာမဲ့ပုံရိပ်တွေကပုံစံမျိုးမျိုးဖြစ်နိုင်တယ်ပေါ့နော်အထူးသဖြင့် နီးစပ်မှုပါပါလဲဆိုတော့ဥမာမန္လေးရမဟာမုဏိဖျားကြီးပြုံးနေရမဟာအနုပန္နဖျားကြီးရှင်ရုံဖျားအထက်ပြစ်ဆန်အထက်ပြစ်ဆင်ရဗရမမျက်ရှင်ဖျားကြီးဗုဒ္ဓဂ ਾਇ ယမဟာဘောရိဖျားအဲ့လိုမျိုးပေါ့အစရှိသဖြင့်ကိုယ့်မျက်လုံးထဲမှာစွဲမြဲနေတဲ့ဒါမှမဟုတ်ကိုယ်တွားရောက်ဖူးမြော်ခဲ့ဘူးတဲ့ကိုယ့်မျက်လုံးထဲမှာပုံဖော်လို့ရတဲ့ဖျားတဆူဆူကိုလည်းအဲ့လိုမျိုးပုံဖော်ကြည်ညိုပြီးတော့ပူဇော်လို့လည်းရပါတယ်ပေါ့နော်အဲ့တော့ စိတ်ရတာတော့ဂုံတော်ကိုပါပတိတပတ်ပဲအဲ့ပတိတပတ်အတွင်းမှာ ကိုပါတော့ဂုံတော်တွေကိုအာယုံပြုပြီးတော့တဖြည်းဖြည်းနဲ့စိတ်သွားမှာပေါ့နော်ကိုပါတော့ဂုံတော်တွေကိုအာယုံပြုပြီးတော့အမှစိတ်သွားတဲ့အခါမှာဒါပါတော့ကိုကကိုပါစလုံးမမိသေးဘူးသို့တော့ပတိအပိုက်ရလည်းပြည့်တော်မယ်ပေါ့နော်အဲ့လိုမျိုးလေးလည်းဖြစ်တတ်တယ်ပေါ့ဖြစ်တတ်တဲ့အခါကြာလို့ရှိရင်ကိုစိတ်ထဲမှာဂုံတော်ကိုပါဒီပတိကပြည့်တော်မယ်ဆိုပြီးတော့စိတ်ထဲမှာထင်တဲ့အချိန်မှာမျက်လုံးလေးဖွင့်ကြည့်လိုက်ပေါ့နော် ပတိပတ်ရေပြေကန်နေပြီဆိုလို့ရှိရင်ခဏလေးအဲ့နေရာလေးမှာခဏလေးရက်ပြီးတော့ဂုံတော်တွေကိုကြီညိုနေပေါ့နော်ကြီညိုပြီးတော့မှပြီးတော့မှဆက်စိတ်လိုက်ပေါ့နော်အဲ့တော့ဂုံတော်ကိုဘကပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့မိနစ်20ကြာတယ်ပေါ့နော်မိနစ်20ကြာတယ်အဲ့မိနစ်20အတွင်းမှာကိုကကိုဘသောဂုံတော်တွေကိုအာယုံပြုပြီးတော့အရဟံဂုံတော်အရဟံစဘဂဝါဆုံးကိုဘသောဂုံတော်ဆိုတာဂုံတော်တပါးချင်းကိုအာယုံပြုပြီးတော့စိတ်သွားလို့ရှိရင်ကျွန်တော်တို့တောင်ကြည့်မြောက်ကြည့်နဲ့ ပတိစိတ်နေတဲ့သူပတိဆယ်ဘက်စိတ်တာနဲ့လေကိုလာပြီးနှိုင်းရှင်လို့မရဘူးသူအပတ်တရားစိတ်တာနဲ့လေကိုကိုနှိုင်းရှင်လို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့ကိုကမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေတပါးချင်းကိုသေသေချာချာကြီးညိုပြီးတော့အာယုံပြုပြီးတော့တမာရီဖြစ်အောင်စိတ်တဲ့အတွက်ကြောင့်မလို့ဒီကုသိုလ်ကြီးကအတိုင်းစားမရှိပါပဲเนาะအဲ့တော့ခုနှစ်ရသားသမီးတွေအဲ့လိုမျိုးပတိစိတ်ပြီးတော့မိမိတို့လူရဆန္ဒတွေပြီးမြောက်ပေါ့မြောက်အောင်မြင်ကြပါစေထုံးစံအတိုင်းပဲဒီ ီဒီယိုလေးကကို့အတွက်ကုသိုလ်ဖြစ်စေတယ်အကျိုးဖြစ်စေတယ်ကိုနှစ်သက်တယ်ဆိုလို့ရှိရင်ဒီမြင့်ခုနှစ်ရဲ့သားသမီးတွေတွေ့မြင်အောင်လဲပြန်ပြီးတော့ထပ်ပြီးတော့မျှဝေပေးပါဒီဟာဒီလေသာသနာပြုခြင်းတစ်မျိုးပါပဲကြည့်ရှုနေကြတဲ့ဓမ္မမိတ်ဆွေပေါင်းကျမ်းမာခြင်းဒုက္ခချမ်းသာခြင်းဒုက္ခနဲ့ပြည့်စုံပါစေဘေးအန္တရာယ်ကင်းပါစေအေးချမ်းကြပါစေ